တည်တံပေးခံရတဲ့အကျဉ်းသားတွေရဲ့နောက်ဆုံးဆန္ဒနိုင်ငံတိုင်းမှာတော့တရားဥပဒေဆိုတာအတူတူပါပဲ။ လူတယောက်ကပြစ်မှုတစ်ခုကိုကျူးလွန်ရင်ကိုကျူးလွန်ခဲ့တဲ့အပြစ်ဒဏ်တိုင်းအပြစ်ဒဏ်ခံရမှာပါနိုင်ငံတိုင်းမှာတင်းကျပ်တဲ့ဥပဒေဆိုတာရှိပါတယ်ခိုးမှုလို့အသေးစားအပြစ်တရားနေလူသက်မှုတွေထိတချို့နိုင်ငံတွေမှာဆိုရင်အားလုံးရဲ့ရှိမှာအပြစ်ပေးခံရပါတယ်အိန္ဒိယမှာလည်းပြစ်ဒဏ်ချမှတ်တာအရန်ကိုပြင်းထန်ပါတယ်တရားခံကပြစ်ဒဏ်အတွက်အသက်တည်အထောက်အထားခိုင်လုံရင်ခိုင်လုံလိုမျိုးအပြစ်ပေးခံရပါတယ်အိန္ဒိယရဲ့ဥပဒေကတင်းကျပ်ပြီးတော့ရာဇဝတ်မှုတွေအတွက်ပြင်းထန်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်အကြီးမားဆုံးပြစ်ဒဏ်ကတော့ဒေဒဏ်ပါ လူတယောက်ကိုတည်တံပေးဖို့ဆိုတာသူတို့ရဲ့ယာဆွေးမှုကအရန်ကြီးပြီးတော့တခြားအပြစ်ဒဏ်နဲ့မလုံလောက်လို့ပဲဖြစ်ပါတယ်။တည်တံမပေးမိမှာတော့နောက်ဆုံးဆန္ဒကိုမေးပြီးတော့မှဖြည့်ဆည်းပေးတတ်ကြပါတယ်။ဒီကနေ့မှာတော့တည်တံပေးခံရတဲ့အကျဉ်းသားတို့ရဲ့ထူးထူးခြားခြားနောက်ဆုံးတောင်းဆိုမှုတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။မတည်ဆုံးခင်မှာသူတို့နောက်ဆုံးတောင်းဆိုခဲ့တဲ့နောက်ဆုံးဆန္ဒတွေကဘာတွေဖြစ်မလဲ။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့အတွက်တောင်းဆိုပါတယ်။ ိန္ဒိယနိုင်ငံမှာတော့ကိုဝင်ရှိတဲ့သူတွေကျမ်းမာရေးစိတ်ဆင်မှတ်တမ်းရှိတဲ့သူတွေနဲ့စိတ်မနှက်တဲ့သူတွေကိုတော့တက်တက်တကြွန်ထောင်နှံပေးပါတယ်။ရာဇွက်သားတွေကိုချိုးပေးတက်တာတော့မတ်လ20ရက်နေ့2020မှာပြုလုပ်ခဲ့ပါတယ်။2012ခုနှစ်ကကျိုးမိန်ပေကွက်မြတ်မှုမှာတရားခံ၄ယောက်ပါဝင်ခဲ့ပါတယ်။သူတို့၄ယောက်ကတော့ Akshay, Vinay, Pawan, Mukesh တို့ဖြစ်ပြီးတော့နက်နက်9နိုင်ခွဲအချိန်မှာကျိုးမိန်ပေခံခဲ့ရပါတယ်။ တည်တယ်မချခင်ထူးထူးခြားခြားတောင်းဆိုခဲ့တဲ့သူတွေထဲမှာတော့ David Leon Wook လည်းပါဝင်ပါတယ်။သူကတော့နောက်ဆုံးအချင်းချခံခဲ့ရပြီးတော့ချိုးပေးခံခဲ့ရပါတယ်။သူရဲ့မသေးခင်နောက်ဆုံးဆန္ဒကတော့မွေးနေ့ကယူလာပေးဖို့တောင်းဆိုခဲ့ပါတယ်။သူမသေးဆုံးခင်မှာမွေးနေ့ကိတ်ကိုအရသာခံရင်းနဲ့နောက်ဆုံးအနေနဲ့စားတော့သွားခဲ့ပါတယ်။အဲ့ဒီနေ့ကလည်းသူရဲ့မွေးနေ့ဖြစ်ပြီးတော့နောက်တနေ့မှပဲသူချိုးပိန်ပေးခံခဲ့ရပါတယ်။ Ajmer Kassab သူကတော့မွန်ပိုင်းမှာလူတက်မှုတွေကျွလွန်ခဲ့ပြီးတော့အသက်ရှင်ရန်ဖမ်းမိခဲ့ပါတယ်။ နိုဝင်ဘာလ21ရက်နေ့2012ခုနှစ်မှာရာဝရာအကျဉ်းထောင်မှာအကျဉ်းချခဲ့ပြီးတော့ပြစ်မှုကြီးလွန်းတာကြောင့်ကျိုးမိန်ပေးခဲ့ပါတယ်။သူမတည်ဆုံးခင်မှာတော့လက်ဖေးနှစ်ခွက်ကိုတောင်းဆိုခဲ့ပြီးတော့ကျန်တာကတော့ဘာဖြစ်ဖြစ်ရတယ်လို့ပြောပါတယ်။ဒါကြောင့်ပဲအာနာပိုင်တွေကထမင်းနဲ့စားတောက်စရာတွေကိုပေးခဲ့ပါတယ်။အကျမဲခက်ဆက်ကလူတက်မှုကိုရဲရဲဆက်ဆက်ကျူးလွန်ခဲ့ပြီးတော့သူတည်ရန်ပေးခံရတဲ့အချိန်မှာတော့တေးရမာကိုကြောက်လွန်းတာကြောင့်အချိန်ချင်းတောင်းပန်နေခဲ့ပါတယ်။ Andrew Lucky အပြစ်ကြီးကြီးမားမားကျူးလွန်ခဲ့တဲ့ Andrew Lucky ကတော့သူမတည်ဆုံးခင်မှာပါမုံ ဒင်ငယ်နဲ့ကျက်စင်သားကိုနောက်ဆုံးတောင်းဆိုခဲ့ပါတယ်။သူကတော့မချက်ပြုတ်ရသေးတဲ့ကျက်စင်သားကိုပေါမုံနဲ့စားခဲ့တာဖြစ်ပြီးတော့သူ့ရဲ့အပြစ်တွေအတွက်တေးတံကိုကြည်ကြည်နက်နက်ကြီးခံယူသွားပါတယ်။အဒန်ကိုမန်သူကတော့အမေရိကန်လူသက်သမားဆိုပြီးတော့နာမည်ကြီးပါတယ်။အဒန်ကိုမန်ကရက်ဆက်တဲ့လူသက်မှုတွေကိုကျူးလွန်ခဲ့ပြီးတော့သူကျူးလွန်နေတဲ့ထဲမှာငယ်ရွယ်တဲ့အမျိုးသမီးတွေလည်းပါဝင်ပါတယ်။သူ16နှစ်မှာမဒိမ့်မှု6ကြိမ်ကျူးလွန်ခဲ့ပြီးတော့ရာဇဝတ်မှုတွေကိုခဏခဏကျူးလွန်ခဲ့ပါတယ်။အဒန်ကိုမန်ကတေးတံမကြခင်နောက်ဆုံးနေနဲ့ပါမုံနဲ့အမျိုးမျိုးသောစားတောက်စရာတွေကိုတောင်းဆိုခဲ့ပါတယ်။ သူကြိုက်တဲ့အစားအသောက်တွေကိုစိတ်တိုင်းကျစားတော့ပြီးတော့အပြစ်ဒဏ်ကိုခံယူသွားပါတယ်။ Adore Ashman Adore က1962ခုနှစ်မှာဂျူးလူမျိုး6တန်းအသက်ခံမှုမှာပူပေါင်းပါဝင်ကြံစီလူဖြစ်ရုံးတင်စစ်ဆေးခြင်းခံရတဲ့တယောက်ပါ။စစ်ဆေးမှုတွေရှစ်လကြာခဲ့ပြီးတော့ဒီဇင်ဘာလမှာပြီးဆုံးခဲ့ပါတယ်။ Adore Ashman ရဲ့ရက်ဆက်မှုတွေလူမဆန်တဲ့ပြစ်မှုတွေကအားလုံးကိုတုံ့လောက်သွားစေပြီးတော့နောက်ဆုံးဆန္ဒဖြစ်တော့ သူကဝိုင်းနီယိုပဲတောင်းဆိုခဲ့ပါတယ်။တီမိုဒီမက်ရစ်သူကတော့လူအမြောက်အများတေဆုံးအောင်ကျူးလွန်ခဲ့ပြီးတော့သူ့ရဲ့ဘုံခွဲတိုက်ခိုက်မှုကထိခိုက်ဒိဆုံးမှုတွေများခဲ့ပါတယ်။အခုလိုရာဇဝတ်မှုကြောင့်တေတံပေးခံခဲ့ရပါတယ်။သူမတေဆုံးခင်မှာတော့ရေခဲမုံပေးဖို့ပဲနောက်ဆုံးအနေနဲ့တောင်းဆိုခဲ့ပါတယ်။လီဒလီသူကတော့2019ခုနှစ်ကလူသတ်မှုကျူးလွန်ခဲ့ပြီးတော့တေတံမပေးခံရခင်တခြားဘာသာကိုပြောင်းခဲ့ပါတယ်။တခြားဘာသာကိုပြောင်းခဲ့ပြီးတဲ့နောက်မှာတော့လီဒလီကသူ့ရဲ့အဖြစ်တွေကိုကြည်ကြည်နက်နက်ပဲခံယူခဲ့ပါတယ်။ Rosa Gaisman Rosa Gaisman ကသူမသေးဆုံးခင်မှာ Christian Barra ကိုကိုးကွယ်ဖို့အတွက်ရေးခဲ့ပြီးတော့သူ့ရဲ့အပြစ်တွေခွင့်လွှတ်ပေးဖို့လည်းတောင်းပန်ခဲ့ပါတယ်။ဒါကတော့သူ့ရဲ့နောက်ဆုံးဆန္ဒဖြစ်ပြီးတော့တေးတံမကြခင်စက်ကူနဲ့ဘောပင်ဝယ်တောင်းဆိုခဲ့ပါတယ်။ ဂျွန်ဝင်နီဂေစီဂေစီကတော့လူ33ယောက်ကိုတက်ဖြတ်ခဲ့လို့စွဲချက်တင်ခံထားပြီးတဲ့နောက်မှာအသက်ခံရတဲ့အထက်မှာမိန်းကလေးလည်းပါဝင်ပါတယ်ဂေစီကမဒိန်းလန်းကျင့်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဂေစီကထောင်ထဲမှာအကြာကြီးနေခဲ့ရပြီးတော့သူကျူးလွန်ခဲ့တဲ့အပြစ်တွေအတွက်တေးတံပေးခံခဲ့ရပါတယ်သူနောက်ဆုံးမသေးဆုံးခင်မှာတောင်းဆိုခဲ့ရတော့ကြက်ကြော်နဲ့ကုတ်တခြားစားစရာတွေကိုတောင်းဆိုခဲ့ပါတယ်သူ့မှာယူခဲ့တဲ့စားတောက်စရာတွေကလူ6ယောက်စာနဲ့ညီမျှပြီးတော့စိတ်ကြိုက်စားတောက်ပြီးရတဲ့အကျုံးမိန်ခံယူသွားခဲ့ပါတယ် အိန္ဒိယမှာလည်းတည်တံပေးခံရတဲ့အကျဉ်းသားတယောက်ကသူမတည်ဆုံးခင်မှာနောက်ဆုံးအနေနဲ့မိုဟာမက်ရဖီတချင်းကိုနောက်ဆုံးအနေနဲ့နားထောင်သွားခဲ့ပါတယ်။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုအမြဲတမ်းတင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးစီကြပါရစေ။ဒါဆိုရင်တော့နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်။